ဇလက်အစမှာတော့ဒီနေရာကူးပြောင်းခြင်းအစီရင်ကနေတဆင့်ကျူးချွဲတိုင်းပြည်စီကိုအတူတူရောက်လာကြပါတယ်။သူတို့ရောက်တဲ့အခါအဖြူရောင်နှင်းတစ်ဖြစ်လဲပိုင်ရှယ်လို့ခေါ်တဲ့စိတ်ဝိညာဉ်အဖြစ်ပြောင်းလဲခြင်းနှောင်းပိုင်းအစင်းကျင့်ကြံသူအမျိုးသမီးတစ်ပတ်တယောက်ကခီးဦးကြိုပြုလာပါတယ်။ဝလင်းဟာကျူးချွဲတိုင်းပြည်ကိုပထမဆုံးကျင်ရောက်ရှိတာဖြစ်လို့နေထိုင်ဖို့ကိစ္စအဝဝကိုပိုင်ရှယ်ကိုယ်တိုင်စီစဉ်ပေးရမယ်ဆိုပြီးဆရာအရှင်ဖြစ်သူကစေခိုင်းထားပါတယ်။ တိုက်ပွဲကရင်းနှဲငယ်လို့သေးတာမို့ဆရာဖြစ်သူကြင်ကြံနေတဲ့ဂူအိန်တော်တစ်ခုမှနေရာထိုင်ခင်းစီစဉ်ပေးပြစေဆိုပြီးစီတော်ရင်ကြိုးကြံငတ်တွေကိုထုတ်အုံပြုလာပါတယ်။ကျူးချွေတိုင်းပြည်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုကြောက်စိမ့်ပြတဲ့မှာအသေးစိတ်ဖော်ပြထားခြင်းမရှိဘူးဆိုပြီးပဝင်းကျင်တခွင်ကိုတေချာကဲခတ်နေတဲ့ဝက်လင်းတစ်ယောက်ကအတွေးနဲ့နေခဲ့ပါတယ်။ပိုင်ရှေကလည်းကျန်းနူဆိုတဲ့လူဟာအလွန်နဲ့မဲကြော်သူတစ်ယောက်ဖြစ်ပေမဲ့ဒီနေ့တွေ့လိုက်တဲ့အချိန်မှာတော့တာမန်လူတစ်ယောက်လိုမျိုးဘာမှမထူးခြားဘူးဆိုပြီးအပေါ်ရန်လောက်သာဆုံးဖြတ်ထားလိုက်ပါတယ်။ ကျူးချွဲကျုပ်ပေါ်မှာကျူးချွဲချင်းလုံချမ်းဟွန့်ဖီလိုဆိုပြီးကြင်ကြံကျင်တိုင်းပြည်လေးခုနဲ့ဖွဲ့စည်းထားတဲ့ကုန်းမြေကြီးတစ်ခုရှိပြီးကျူးချွဲတိုင်းပြည်ကတော့မြေမျက်နှာတွင်ပြင်အကြီးဆုံးဖြစ်ကြောင်းပိုင်ရှယ်ကတွားရင်းရှင်းပြပေးပါတယ်။ဒါ့အပြင်ကျူးချွဲတိုင်းပြည်တစ်ခုတည်းကသာအဆင့်6တိုင်းပြည်ကြီးဖြစ်ပြီးကုန်းမြေကြီးရဲ့အလဲဘဟုမှာတရှိနေတာဖြစ်တယ်လို့ဒီနေရာမှာနေထိုင်ကြတဲ့လူတွေကသူတို့ကိုယ်သူတို့တာမန်လူတွေထက်ကြီးကျယ်မြင့်မြတ်တယ်လို့ခံယူထားကြသူတွေပါ။ဒီစကားတွေဟာကောလာဟာလမဟုတ်ပဲတကယ်အစ်အမှန်ဖြစ်နေမှန်းသိလိုက်ရတဲ့နောက် ကျူးချွတိုင်းပြည်ထဲမှာကြင်ကြံကြင်ကိုင်းကြီးတွေဘယ်နှစ်ခုလောက်ရှိတယ်လဲဆိုပြီးဝလင်းကမေးလိုက်ပါတယ်။ပိုင်ရှေကကောင်းကင်ဘုံကြောက်စင်းကိုင်းကဘာမြေဝိညာဉ်ကိုင်းနဲ့မသေးမျိုးလန့်စင်ကိုင်းဆိုပြီးဂိုင်းကြီး၃ခုရှိနေတဲ့အကြောင်းနဲ့တကိုင်းချင်းစီတိုင်းမှာအာနာတက်ချင်းအဆင့်ကြင်ကြံသူတယောက်စီရှိကြတယ်ဆိုပြီးရှင်းပြပေးလိုက်ပါတယ်။သူတို့ရဲ့အထက်မှာတော့73ဆက်မြောက်ကျူးချွဲလက်ရှိကျူးချွဲတိုင်းပြည်ရဲ့စက်ခံသူလောင်းလျာက ကြီးကျယ်အုပ်ချုပ်နေတာဖြစ်ပြီးအဲ့ဒီကောင်းဆောင်ဟာအာနာတက်ချင်းအဆင့်ကိုမှ ပြီးပြည့်စုံတဲ့အဆင့်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ကျူးချွေလောင်းလျာကတခါတရံမှလူလုံးထွက်ပြတ်တဲ့သူမို့သူမကိုယ်တိုင်လည်းတကြိမ်လောက်သာမြင်ဘူးကြောင့်ပြောပြရင်အနီရောင်လေးပြကျင့်ကြံနေတဲ့ကောင်းကင်ဘုံကျောက်စင်းကိုင်းဘက်ကနေရည်ရွယ်ချက်ရှိရှိခေါ်လာပေးလိုက်ပါတယ်။အနီရောင်လေးပြကကောင်းကင်ဘုံကျောက်စင်းကိုင်းကဖြစ်ပြီးပိုင်ရှဲကတော့မသေးမျိုးလန်းစင်ကိုင်းကဖြစ်တယ်လို့ဝက်လင်းကိုလည်းတိုက်ပွဲပြီးသွားတဲ့အချိန်ကျရင်ဆရာအရှင်ဖြစ်သူကသူတို့ဂိုင်းစီဝင်ရောက်စေခြင်းကြောင့်ဆက်ပြောပါတယ်။ ပိုင်ရှဲကနောက်ခုနှစ်ရက်ကြာရင်တိုက်ပွဲစတင်တော့မှဖြစ်လို့ကျင်းတေပေါက်နိုင်ရမယ်လို့ယုံကြည်ချက်ရှိသလားဆိုပြီးမေးတော့မရှိဘူးဆိုပြီးဝလင်းကတုံဆိုင်ခြင်းမရှိပြန်ပြေးလိုက်ပါတော့တယ်။ဆရာရှင်ဖြစ်သူကကြင်ကြံမှုပြီးတဲ့အချိန်ကြာရင်လာရောက်တွေ့ဆုံလိမ့်မယ်ဆိုပြီးအတိပေးသွားတဲ့နောက်မှာတော့မတိမျိုးလန့်စင်ကိုင်းရဲ့မြောက်ဖက်အပိုင်းမှာတည်ရှိတဲ့ဂူအိန်တော်တစ်ခုစီရောက်လာခဲ့ကြပါတယ်။ဒီနေရာနဲ့ပတ်သက်ပြီးအကျိုးအကြောင်းမေးခြင်းပေမဲ့အစီခံကောင်လေးတိုင်းကစကားမပြောနိုင်အောင်ဆိုပြီးရှာဖြတ်ခံထားရမှန်းသိလိုက်ရပါတယ်။ ဒါအပြင်ဒီကိုရောက်လာတဲ့အချိန်တည်းကမတက်မတာဖြစ်စေတဲ့ဖိအားတစ်မျိုးခံစားနေရတယ်လို့ကူအိန်တော်တစ်ခုထက်အချင်းထောင်တစ်ခုနဲ့ပိုပြီးဆင်တူနေတဲ့အတွက်ဝလင်းလဲသတိကြီးကြီးထားလိုက်ရပါတယ်။ရှောင်းလွဲလို့မရနိုင်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်တာကြောင့်ကြောက်စိမ့်ပြတဲ့ကကျူးချွေတိုင်းပြည်မြေပုံကိုပြည်စုံအောင်ဖြည့်ဆွတ်ထားလိုက်ကတစ်ခုခုဖြစ်လာတဲ့အချိန်ကြရင်ထွက်ပြေးလွတ်မြောက်နိုင်အောင်အစဉ်သင့်ပြင်ထားလိုက်ပါတယ်။ လက်ရှိအခြေအနေကဝက်လင်းကအနီရောင်လိပ်ပြာကိုလက်ဖြတ်ပစ်ခဲ့ပေမဲ့ကျူးချွဲလောင်းလျာကအပြစ်မပေးတဲ့အပြင်တိုက်ပွဲတစ်ခုဖြစ်လာစေခြင်းကြပြီးသူတို့နှစ်ယောက်စလုံးကိုလည်းဂိုင်းကြီးနှစ်ခုတည်းကိုအတီးတီးဝင်စေခြင်းပါတယ်သူတို့နှစ်ယောက်ထဲကတယောက်ကိုရွေးချယ်ခြင်းလို့များလားဒါမှမဟုတ်နောက်ထပ်ကြံစီတွေထက်ရှိနေသေးတာလားဆိုပြီးကန်တရားကိုအာမကိုတက်တဲ့ဝက်လင်းဆိုတဲ့လူကသူ့အသက်လေးကိုတော့ကျူးချွဲလောင်းလျလက်ထဲဝက်ွက်အထားမှမဟုတ်ပါဘူး ဒီအချိန်မှာပဲမတေမျိုးလန်းစင်ကိုင်းရဲ့ဂိုင်းချုပ်ဖြစ်သူကဝလင်းသတိမထားမိချိန်မှာပဲအခန်းတွင်ရောက်နေခဲ့ပြီဖြစ်တယ်လို့ကြင်ကြံမှုအဆင့်ကလည်းတရေသားပြောင်းလဲခြင်းအဆင့်ရဲ့အထက်ဆင့်လောက်မှာတေချာပေါက်ရှိနေနိုင်တယ်ဆိုပြီးသတိကြီးကြီးထားလိုက်ရပါတယ်။တယောက်နဲ့တယောက်ဘာစကားမှမပြောဖြစ်ကြပေမဲ့ထွက်ပေါ်လာတဲ့အချိန်ဝါဖီအားတွေကြောင့်ပဝင်းကျစ်လေထုတောင်တုံရင်လိုင်းထနေခဲ့ရပြီးအခါရီတစ်ခွက်တောက်ပြီးသွားချိန်မှာတော့သူ့အလိုလိုပြန်ထွက်သွားခဲ့ပါတော့တယ်။ဒါပေမဲ့လည်းစပွဲခုံပေါ်မှာတော့အခါရီဆက်တွေအုံပြုပြီးရှုံးရင်တရမယ်ဆိုတဲ့စကားလုံးတစ်ချို့ကိုခြံထားရစ်ခဲ့ပါတော့တယ်။ ိုက်ပွဲချင်းပိုက်ရနေမှာတော့ဂိုင်းကြီးနှစ်ခုရဲ့အာနာတက်ချင်းအဆင့်အကြီးကဲနှစ်ယောက်ကကောင်းကင်သမီးတော်အနီရောင်လိပ်ပြာနဲ့နောက်မှပေါက်တဲ့ရွှေကြပင်လေးကျဲနူတို့ရဲ့ဆယ်နှစ်တာပြိုင်ပွဲကိုလာရောက်ကြီးကြပ်ပေးကြပါတယ်။တိတ်မကြခင်မှာပဲကျူးချွဲလောင်းလျာကိုတိုင်ရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့သူ့အနောက်မှာလည်းထူးချွန်တဲ့တပည့်တွေဖြစ်ကြတဲ့ရှုမင်းနဲ့ချမ်းဖန်တို့ကအတီးတီးလိုက်ပါလာကြပါတယ်။ကျူးချွဲလောင်းလျာကိုတိုင်ပြိုင်ပွဲကြီးကြပ်ပေးတော့မှဖြစ်လို့ကောင်းကင်ဘုံကျောက်စင်းကိုင်းချုပ်ကပြိုင်ပွဲဆက်တင်လိုက်ပြီဖြစ်ကြောင်းတရားဝင်ကြညာလိုက်ပါတော့တယ်။ အစီရင်ထဲဝင်လိုက်တဲ့နောက်နေရာတစ်ခုစီရောက်ရှိသွားကြတဲ့အခါရေခဲပြင်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီးရေခဲနဲ့ဖျားရုပ်ထုကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာခဲ့ပါတော့တယ်။အနီရောင်လေးပြာကတက်ပြက်ချင်းစိတ်အပြင်းနဲ့လက်သီးချက်တွေကိုထိုးနဲ့တိုက်ခိုက်ခိုင်းလိုက်တာကြောင့်မင်းနဂါတမြင့်ချက်တွေနဲ့ခုခံတာစီးထားလိုက်ရပါတယ်။ထိတ်တိုက်တွေ့ဆုံမှုအပြီးမှာတော့အနီရောင်လေးပြာရဲ့ကြင်ကြံစင်ကစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းနှောင်းပိုင်းအဆင်ဖြစ်နေမှန်းသိလိုက်ရပြီးတစ်ချက်ထဲနဲ့မတက်ပြက်နိုင်တဲ့အတွက်တာအိုစိတ်နှလုံးကိုနှောက်ရက်ဖြစ်စီပြီးတော့အခွင့်အရေးရှာဖွေရမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ရေခဲနဲ့ဖျားယုတ်ထုကရွှွန်ရွတိုင်းပြည်ရဲ့နှစ်ပေါင်း900ကြာအောင်ဖန်တီးတန့်စင်ထားတဲ့ရေဒနာလက်နဲ့ဖြစ်တာမို့ဒီနေ့တော့ပြန်လည်မဲ့စေရမယ်ဆိုပြီးရေခဲသလင်းသားတွေကိုပါအနီအောင်လိပ်ပြဘက်ကထုတ်အုံပြူလာပါတော့တယ်။ဒါကိုမြင်တာနဲ့အကာကွယ်ခေါင်းလောင်းတစုံနဲ့တားဆီးကာကွယ်ထားလိုက်ရပြီးစိတ်အာယုံကိုနှောက်ရှက်လိုက်တာကြောင့်တစ်ဖက်ကလည်းလက်တီးချက်နဲ့အပြင်းပြင်းထိုးထုတ်လိုက်ပေမဲ့အကွာဝေးတစ်ခုအထိရှောင်းတိန်ထွက်ပြေးလိုက်နိုင်ပါတယ်။ ဒါပေမဲ့လည်းရေခဲနှစ်ဖျားရဲ့လှုပ်ရှားတိုက်ခိုက်မှုကဝလင်းထက်ပုံမြန်နေပြီးအချိန်တို့တွင်လိုက်မိလာခဲ့လို့ခေါင်းနှောင်းတန်နဲ့ထက်မှန်နောက်ရှက်လိုက်ရပြီးလက်တီးချက်မှန်သမျှကိုပုတ်ကာတီကရှောင်တိန်လိုက်ရပါတယ်။အကာကွယ်ခေါင်းနှောင်းကရေခဲသလင်းသားတွေကိုတားဆီးကာကွယ်နေပေမဲ့တဖြည်းဖြည်းအကွဲလာတဲ့အချိန်ပြစ်လွတ်တိုက်ခိုက်လာတဲ့အနီရောင်လိပ်ပြာရဲ့ရေခဲစုချွန်တွေနဲ့အတူရေခဲနှစ်ဖျားရဲ့လက်တီးချက်တွေကြောင့်တဖြည်းဖြည်းအောက်စီရောက်သွားရပါတော့တယ်။ တစ်ချိန်တည်းမှာပဲအသက်ကယ်ရတနာဖြစ်တဲ့အနီရောင်နှင်းစီပွင့်ဖက်တွေကိုပါထုတ်သုံးပြလာတဲ့အတွက်အကာအကွယ်ချက်ဝတ်တစ်ခုနဲ့ခန္ဓာကိုယ်မထိခိုက်အောင်တားဆီးထားလိုက်တဲ့အခါလက်နက်ပေါင်းစုံနဲ့ထိန်းချုပ်ခံလိုက်ရပြီဖြစ်လို့ကျန်းသူနင်းရှုံးသွားပြီဆိုပြီးအနီရောင်လိပ်ပြာကပြောလိုက်ပါတယ်။ဒါပေမဲ့လည်းရတနာလက်နက်တိုင်းပောက်ကွဲပျက်စီးသွားရတဲ့နောက်အနီရောင်လိပ်ပြာနင်းမသွားပြီးပြိုင်ပွဲကအခုမှစတာဆိုပြီးတားမြစ်အလံထုတ်ယူလိုက်ကနောက်ဆုံးတားမြစ်ချက်ထည့်သွင်းလိုက်တဲ့အခါမှာတော့နတ်ဖျားအပြစ်ဒဏ်တစ်ဖြစ်လေကောင်းကင်မိုးကျုပ်ကပ်ပေကြီးတဆင်းလာခဲ့ပါတော့တယ်။ ကောင်းကင်ကပ်ဘေးကဒီနေရာခုန်ကူးတာမျိုးကိုဒါစီပိတ်ပင်ပြစ်လိုက်တာကြောင့်ထွက်ပြေးလို့မရနိုင်တော့ဘဲထိတ်တရင်ဆိုင်ရမယ့်နီလန်တမျိုးသာကြံရှိပါတော့တယ်ဒါကိုတည်တဲ့အနီရောင်လိပ်ပြာကလည်းပွင့်ချက်6ခုကိုမူလဝိညာဉ်စွမ်းအားနဲ့ရုပ်သေး6ခုဖြင့်ပြောင်းလဲတဆီကြည့်ပေမဲ့မိုးကြိုးကိုထန်းလန့်နဲ့ကာကျင်သလိုမျိုးဖြစ်နေလို့ထွက်ပြေးရှောင်တိန်လိုက်ရပါတယ်။တိုက်ရိုက်မကကွယ်နိုင်ပေမဲ့ရုပ်သေးတစ်ခုချင်းစီတိုင်းကိုဇတိခန့်ခိုင်းလိုက်ပြီးတာနဲ့အချိန်နှေးသွားတဲ့မိုးကြိုးကပ်ဘေးကိုရေခဲနဲ့ဖျားရုပ်သေးကအထိခိုက်ခံကတဆီပြစ်လိုက်တာကြောင့်မူလာတုံးကထက်အရွယ်စားပိုသေးသွားရပါတော့တယ်။ ဒီအချိန်နေ့ထိရောက်အောင်ဖိအားပေးချင်တာလားဆိုပြီးခွင်းကြည့်ချပုတ်နဲ့ရုတ်တရက်ဖမ်းရိုက်လိုက်တော့အမြန်တဆီးလိုက်တာတော့မူလစိတ်ဝိညာဉ်ကခန္ဓာကိုယ်ထဲကနေလွင့်ထွက်သွားခဲ့ရတာကြောင့်ရိုက်ချက်တစ်ချက်ကလေးနဲ့တန်ရာရရှိသွားခဲ့ပါတယ်။ခန္ဓာကိုယ်ထဲပြန်ရောက်လာတဲ့အထိစိတ်ဝိညာဉ်နာကျင်နေခဲ့ရတဲ့အချိန်ပွဲကြီးပြိတက်တွေကဒါပါလက်နဲ့လဲဆိုပြီးအချင်းချင်းမေးနေကြတယ်လို့ကောင်းကင်ဘုံကြောက်စင်းကိုင်းရဲ့ပင်မရဲ့တနာမဟုတ်လားဆိုပြီးကျူးချွဲလောင်းလျာကမေးနေခဲ့ပါတယ်။ ဒီလိုလက်နဲ့တစ်ခုကအနီရောက်လိပ်ပြလက်ထဲမှာဘလို့လို့ရောက်နေရတာလဲဆိုပြီးပြောတော့စောင်းချက်မှုပေါ်လျော့သွားလို့အခုလိုယူသွားခံရတာဆိုပြီးဂိုင်းချုပ်ဖြစ်သူကအမဝင်ခံနေခဲ့ပေမဲ့အနီရောက်လိပ်ပြရဲ့ဆရာတို့ကိုကတော့ကျန်းနုကမိုးချုပ်ကပ်ဘေးကိုတောင်ဆင့်ခေါ်နိုင်တဲ့လူကြပုတ်ခိုးပေးလိုက်တာဆုံးဖြတ်ချက်မှန်သွားတယ်ဆိုပြီးကြိတ်ကျဉ်နေခဲ့ပါတယ်။ပြိုင်ပွဲကွင်းပြင်မှာတော့ရေခဲနဲ့ဖျားယုတ်ထုကမဲမဲမြင်ရလိုက်ရိုက်နေခဲ့တာကြောင့်ဂင်းမှန်ဘူးတဲ့စာတငယ်လေးလိုမျိုးနောက်ထပ်အထိမခံနိုင်တော့ပဲအမြန်ရှောင်းတိန်နေခဲ့ကတားရဲလက်ကောက်ထဲကကောင်းကင်ဘုံသားရဲ့စိတ်ဝိညာဉ်ကိုထုတ်ယူလိုက်ပါတော့တယ်။ နဖျားသက်စရထားကစတင်ဖို့အချိန်လိုအပ်တာဖြစ်လို့လက်မောင်းပြတ်ထုတ်ယူလိုက်ပြီးကျင်းစာရှစ်တိုက်ပေးလိုက်တဲ့အတွက်ဖိနှိပ်ထားတဲ့ကျင်းစာအစွမ်းတွေဝုန်းခနဲပြန်ထလာလို့ပိုင်ရှင်ဖြစ်သူကိုယ်တိုင်လည်းတွေးတလို့အန်ထုတ်လိုက်ရပါတော့တယ်။ဒါပေမဲ့အချိန်နည်းနည်းလိုအပ်သေးလို့ကောင်းကင်ဘုံသားနဲ့ထမှန်ခုတ်ပိုင်ပြစ်လိုက်တဲ့နောက်နဖျားသက်စရထားကိုအောင်မြင်စွာထုတ်အသုံးပြုလိုက်နိုင်ပြီးတာရဲစိတ်ဝိညာဉ်နဲ့ပြေးဝင်တိုက်ခိုက်ခိုင်းလိုက်ပါတော့တယ်။ဒီအချိန်မရောက်ခင်တုန်းကတော့ အနီရောက်လိပ်ပြစီမှာရေခဲနဲ့ဖျားယုတ်ထုနဲ့အသက်ဝိညာဉ်လက်နဲ့လည်းပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်ကျန်းသူကိုတက်ဖြတ်ဖို့ကအရန်လွယ်ကူလိမ့်မယ်လို့ယာနုံပြည်ယုံကြည်ထားခဲ့ပေမဲ့အခုချိန်မှာတော့အထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲချော်နေခဲ့ရပါတော့တယ်။လက်ရှိတိုက်ပွဲဟာနောက်ဆုံးအကြိမ်တုန်းကထက်ပိုမိုခက်ခဲလာတဲ့အပြင်ရေခဲနဲ့ဖျားကလည်းတဖြည်းဖြည်းအားနည်းလာခဲ့လို့ဒီတစ်ခေါက်မှာတော့ကျန်းသူကိုတရားဝင်ရှုံးနေရတော့မှလားဆိုပြီးအနီရောက်လိပ်ပြတယောက်အတွေးမားတွေဝင်လာတဲ့အချိန်ကောင်းကင်ဘုံသားတွေကရှုလီကောကိုအတိပေးလိုက်ပြီးရေခဲနဲ့ဖျားယုတ်ထုကိုအပီးတက်ခုတ်ပိုင်းပေးလိုက်ပါတယ်။ အနီရောက်လိပ်ပြာကတော့အခုထိမရှုံးသေးဘူးဆိုပြီးခန်းစားချက်မဲ့နယ်ပယ်ကိုကိုးပွားတစ်ခုဖြစ်ပြောင်းလဲဖန်တီးလိုက်ပြီးအတုအယောင်တရေသားပြောင်းလဲခြင်းအဆင့်ကိုအချိန်ခဏကြာအောင်ခုံတက်လိုက်တဲ့အတွက်အပေါ်စီးကိုပြန်ရောက်ရှိသွားပါတော့တယ်ဒီကိုးပွားကတရေသားပြောင်းလဲခြင်းအဆင့်ကိုချိုးဖြတ်တက်ရောက်တဲ့အခါကျရင်ဝက်ဖဲအနေနဲ့အသုံးပြုရမှာဆိုပေမဲ့ဂုံတိတ်ခါနဲ့တက်ဆိုင်လာချိန်မှာတော့အကုန်ထုတ်သုံးလိုက်ပါပြီခန်းစားချက်မဲ့နယ်ပယ်ထဲရောက်လာတာနဲ့နွယ်ကျိုးတစ်ဖွဲ့ဖြစ်နေတဲ့နယ်ပယ်ဆွမ်းအားတွေကဝလင်းစီမှာရှိနေတဲ့ခန်းစားချက်မှန်သမျှကိုဆွဲထုတ်ယူဖို့စ조사လာကြပါတယ် ပထမတကြိုးကိုဖျက်တောက်ပစ်လိုက်နိုင်ပေမဲ့စိတ်ဝိညာဉ်အဖြစ်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်တစ်ယောက်ရဲ့အစွမ်းထက်ဆုံးသောနယ်ပယ်ဖြစ်တာကြောင့်ပုံရိပ်ရောင်တွေဟာအစ်စ်အတိုင်းအသက်ဝင်နေခဲ့ပါတယ်။ထဲကျူးရီဆိုတဲ့မိဘတွေရဲ့ပုံရိပ်နဲ့အတူခန်းစားချက်ဖျက်တောက်ခြင်းနဲ့နယ်ကျိုးတစ်ခုဆီယာဒူကိုကျမကြောက်တယ်ဆိုတဲ့လီမူဝမ်ရဲ့ပုံရိပ်နဲ့အတူနောက်ထပ်နယ်ကျိုးတစ်ခုဒါတွေဟာအတူရောင်မန်းတိလိုက်လို့လွမြောက်အောင်ယုံထွက်နိုင်ပေမဲ့ဦးလေးဝမ်တားကိုကယ်ပါအောင်ဆိုတဲ့ဂျန်ဒါနူ ချီရတဲ့မိသားစုဝင်တိုင်းကိုရရဆက်ဆက်တက်ပြနေတဲ့ထန်းဟော်ယွန်ဆိုတဲ့ခန်းစားချက်နဲ့ပတ်သက်တဲ့ပုံရိပ်အားလုံးကိုပြန်လဲမြင့်ရောက်လာရပါတယ်။မိသားစုမေတ္တာ၊ချစ်ချင်းတရား၊အမုန်းတရား၊ကျေနာမှုဆိုတဲ့ခန်းစားချက်တွေအားလုံးဟာအတုံးမဝင်တဲ့ပုံရိပ်ရောင်တွေနောက်ဆုံးကျရင်ကြင့်ကြယ်ရေးလမ်းစဉ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေဖြစ်လာလိမ့်မယ်ဆိုပြီးခန်းစားချက်ဖြစ်တောက်နိုင်တဲ့နေပဲစွမ်းအင်ပါတဲ့ဉာဏ်ပညာသားတစ်ချောင်းဖြစ်တည်လာပါတော့တယ်။ ကျန်းသူနေနဲ့ပတ်သက်တဲ့မိသားစုဝင်တိုင်းချိရတဲ့သူတိုင်းဟာဒီနေ့နေ့တစ်ချိန်ချိန်ကြရင်ဘေးနားကထွက်သွားကြရလိမ့်မယ်ဆိုပြီးဆိုးရွားလွန်းတဲ့အတိတ်မညံတွေကိုတစ်ခုပြီးတစ်ခုဇက်တိုက်ပြသနေတော့ဝလင်းတယောက်ယူသွချင်းတယ်လို့ဖြစ်နေရပါတယ်။ဒါတွေကိုမမြင်ချင်ဘူးဆိုရင်ခန်းစားချက်နဲ့ပတ်သက်တဲ့အရာအလုံးကိုဉာဏ်ပညာဓာတ်နဲ့ခုတ်ပိုင်းဖြတ်တောက်ပြရလိမ့်မယ်။ကျန်းသူနေနောက်ဆုံးမှာတော့နင်ကိုတိုင်းတန်ရုံးစင်ကြိုးတွေကိုဖြတ်တောက်ပြလိုက်တာဆိုပြီးအခုချိန်မှာတော့ဝလင်းတယောက်ကအနီရောင်လိပ်ပြရဲ့ခန်းစားချက်မဲ့နယ်ပယ်တဲ့ကိုအလုံးစုံကြရောက်သွားခဲ့ရပါတော့တယ်။ ဒီအခြေအနေတွေကနေပြန်လဲရုံးမထွက်နိုင်ဘူးဆိုရင်ဝက်လင်းရဲ့မူလစိတ်ဝိညာဉ်ကအနီရောင်လိပ်ပြရဲ့တိုက်ခိုက်မှုအောက်မှာပျက်စီးသွားရတော့မှာဖြစ်လို့ကျန်းနုဆိုတဲ့လူဟာလည်းဒီနေရာမှာပဲအဆုံးသတ်သွားတော့မှာပါလူတိုင်းကတော့ဝက်လင်းရှုံးသွားပြီလို့ယူဆလိုက်ကြတဲ့အချိန်ဝက်လင်းပါတွေပဲလုခဲ့ပါစေခွင့်လွတ်ပေးနေတယ်ဆိုတဲ့မိဘတွေရဲ့နောက်ဆုံးစကားတန်တွေဆရာတို့ကိုနဲ့အတူအချိန်ကုန်ဆုံးခဲ့ရလို့တင်းအောင်နောင်နာမရှိဘူးဆိုတဲ့လီမူဝမ်ရဲ့နောက်ဆုံးစကားတတိသားပြောင်းလဲခြင်းအဆင့်ရောက်လာရင် ပြန်လဲနိုးထနိုင်မဲ့ထန်းနီပတိစေတဲ့ကစစ်ထူနာ ဒါတွေအကုန်လုံးဟာခန်းစားချက်တွေဖြစ်ပြီးခန်းစားချက်တွေဟာဘဝအတွက်လိုအပ်တဲ့အရာတွေဆိုပြီးတည်ခြင်းရှင်ခြင်းရုပ်ပုံစံလေးကိုပြန်လည်ထုတ်ဖော်လိုက်ပါတော့တယ်ဒီလောကထဲမှာရှိတဲ့ခန်းစားချက်ဆိုတဲ့အရာတွေဟာပြည့်မယ်လို့ပြောတိုင်းပြတ်တောက်သွားတာမဟုတ်တလို့ဖြတ်တောက်ချင်တိုင်းလည်းဖြတ်တောက်လို့မရတဲ့အပြင်ခန်းစားချက်မဲ့နယ်ပယ်တဲ့ကဉာဏ်ပညာသားကလည်းတန်တရားကိုတော့ဖြတ်တောက်လို့မရနိုင်ဘူးဆိုပြီးပြောနေတဲ့အချိန်ခန္ဓာကိုယ်ပေါ်ကခန်းစားချက်မဲ့နယ်ပယ်စွမ်းအားတွေကလည်းတဖြည်းဖြည်းပျောက်ကွယ်နေပါတော့တယ် ဒီလိုနားလေတော့အောင်ကူညီပေးခဲ့လို့ကျေးဇူးတင်တယ်ဆိုပေမဲ့ခန်းစားချက်မဲ့တဲ့လူကလည်းတည်ချင်းရှင်ချင်းကနေလွမြောက်ဖို့ခဲရင်တယ်ဆိုပြီးဝန်လင်းဘက်ကနေတံပြန်တိုက်စစ်တဖြစ်လဲတန်တရာဆက်ဝင်အောက်ကတည်ချင်းရှင်ချင်းနဲ့ပဲကိုပြန်လဲထုတ်သုံးလိုက်ရင်ကဒီအပိုင်းလဲပြီးဆုံးသွားခဲ့ရပါတော့တယ်။ဘရာသားတို့အနေနဲ့ဒီဗီဒီယိုလေးကို YouTube ဒါမှမဟုတ် TikTok ကနေကြည့်နေပြီးချိန်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Story by Igrit Channel လေးကို Like Comment တခုခုအဆင်ပြေတာလေးမှန်သွားကြဖို့တောင်းဆိုချင်ပါတယ်။အဆင်ပြေမယ်ဆိုရင်တော့ Follow လေးပါလုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါတယ်။